မင်္ဂလာပါဗျာကျန်းကြီးမြန်မာပြည်ပါရိုးရွားဖို့ channel မှာကြိုးစားပါရယ်ဗျာတရက်ဆေလ2025မှာဒီ31ရက်ဆေလ2025ဗုဒ္ဓသာသမီများနဲ့ပတ်သက်ပြီးတလတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ဗျာအဗုဒ္ဓသာသမီတွေတလတာကံကြမ္မာတွေမနေရမှဒီတစ်ပတ်ကံကောင်းသေးတဲ့ကိစ္စတော့စိတ်ချမ်းသာအောင်နေပါငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအောင်မြင်ကြတတ်ပြီးစိတ်ညစ်ရင်တော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီခိတ္တာပြတ်တောက်လွဲချော်သွားတတ်ပါလေဗျာ ဒါကြောင့်ဗုဒ္ဓသာသမီအားလုံးဟာဒီလားထဲမှာအစိတ်ချမ်းသာပျော်ရွှင်ခြင်းဖြင့်မိမိလိုဆန္ဒပြည့်ခြင်းတော့တောက်ကြမြောက်ရက်ကိုလှည့်ပြီးတော့မကြခဏဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားပနာမတင်းပြပေးလိုက်ပါတယ်ဗျာအဒီရဒီမှာလည်းဗုဒ္ဓသာသမီအကူလက်ရှိနေပါတော့အိုးကိုကိုရင်ကိုမိသားစုကိုလုံငန်းတော့လက်ထက်မှာ တခုခုအဆင်ပြေပြေလို့ခံစားရတယ်ပြို့ကိုဖြစ်နေတာတခုဖြစ်နေတာဘူးလှုပ်နေတာတခုလှုပ်နေရတယ်တခုပြီးပြီးတော့ဒီဆယ်လာပိုင်း15ရက်အတွင်းမှာတိတ်အဆင်မပြေတာဖဲနဲ့ဆယ်လာပိုင်း15ရက်ကြော်တာမှာမြင်တော့မြတ်တော့လက်ကြည့်နေရတဲ့တဆင့်ကျော်လောက်အောင်မြင်ကြော်ကြသွားမှာဖြစ်ပါတယ်။ဒါကြောင့်အိုးလောက်ကိုင်းနေပါတဲ့မပြေအဆင်မပြေတဲ့ဗုဒ္ဓသာသမီအားလုံးတို့ဒီကျွန်တော်တို့ရပြန်ရာဥတော်အနောက်မြောက်တောင်လှဲ့ကဘောပင်လေးဂိုင်းပြီးတော့ဆူတောင်းအတင်ဘောပင်လေးအာဘဘူးညုံလေးရှိရင်ဘူးညုံလေးတညုံတော့ခုပြီးမှဂိုင်းပြီးတော့ဆူတောင်း မင်္ဂလာပြေကမင်္ဂလာရွယ်ကလေးတွေလောက်ရှိရင်လည်းမင်္ဂလာရွယ်ကလေးကိုကိုင်းပြီးမှဆူတော်အတင်ပူးညွန့်လေးရဲ့အတင်မင်္ဂလာညွန့်လေးရဲ့အတင်ဘောပင်လေးရဲ့ကျွန်တော်လေးအလောက်ကံမကောင်းဘူးဗျာအလောက်ကံနဲ့ပတ်သက်တဲ့ကိစ္စကံကောင်းခြင်းနဲ့အတင်ဘူးညွန့်လေးအတင်မင်္ဂလာညွန့်အတင်ဘောပင်လေးကကုညီစောက်ကြောက်ပါဆိုတဲ့အကြောင်းရာဥတော်နောက်မြောက်တော်လှည့်ပြီးဆူတောင်းမဲ့ဆိုရင်ဘုဒ္ဓသာသမီများဥဝင်လောက်ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအတင်ဘောပင်လေးရဲ့ကျွန်တော်လေးအဲအိမ်မှာပူညာပူညာဖြစ်နေအဆင်မပြေဘူးဗျာအချစ်မလေးရဲ့ အာသားလေးကလုံးမရှိလို့လုံးမပြေအဆင်မပြေဘူးမိမအိမ်ဆောက်ခြင်းနဲ့မြီးလေးကလည်းမွေးနေလို့ချင်းတဲ့ဗျာကျွန်တော်အိုက်ကိစားနေတဲ့ပတ်သက်တဲ့တောကတွေကျုံပြီးအိုးရင်လောက်ကင်နေပတ်သက်တဲ့အဆင်မပြေမှုများဖြစ်ပေါ်နေတာဖြစ်ပါတယ်ဒါကြောင့်အဆင်မပြေမှုများဉာဏ်သုံးအဆင် အသင်ဘောပင်လေးကကုညီဆောင်ချောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုဗုဒ္ဓရာဟုတောင်နောက်မြောက်တောင်ကိုလက်ပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓသာသမီများဒီချိန်မှာအဆင်ပြေမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဗုဒ္ဓသာသမီများအလောက်ကန်ဆင်မပြေဘူးဆင်မပြေဘူးဆိုရင်တော့ရာဟုတောင်နောက်မြောက်တောင်လှည့်ပြီးမှဘောပင်လေးကိုဆူတောင်းမယ်ဘူးညွန့်လေးကိုဆူမယ်မင်္ဂလာညွန့်လေးတညွန့်ခုပြီးမှကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့အိုးဝင်လောက်ကံများအများဆုံးပွင့်လာမိဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာမန်းနီး ကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအမိကြောကြတတ်တယ်။ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေတတ်တယ်ဗျ။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေခုခုအဆင်မပြေကြတဲ့ဗုဒ္ဓသာသမီတွေဟာကတနေ့လာအရှိရာကိုလှဲ့ပေါ်ပင်လေးဘူးညွန်လေးအမကလာရွက်ကလေးကိုကိုင်းပြီးမှစူပေါင်းအပြင်ဘူးညွန်လေးအမကလာရွက်ကလေးရဲ့အတင်ပေါ်ပင်လေးရဲ့ကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးကျွန်တော်ပြေကျင်တာဘလောက်ကျွန်တော်ဖြစ်ကျင်တာဘလောက်ကျွန်တော်လှုပ်ကျင်တာဘလောက်အဲ့ဖြစ်နေတဲ့နေအခွန်းလန်းနေပေါ်အောင်ကုညီစောင့်ချောက်ပါဆိုတဲ့အကြောင်း တင်းနေလားအရှိအရာကိုလည်းဘောဘောပင်လေးကင်ပြီးစူပလောင်မလားဘုံညွန့်လေးကင်စူတော့မလားစူတော့မယ်ဆိုရင်ကျွန်တော်မှာပိတ်ဆိုနေတဲ့ဝေးကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစားတင်းပြပေးလိုက်ပါတယ်ဗျာနော်အဲ့ဒါလေးချက်ရှိရယ်ကိုနဲ့နင်းတဲ့ဇက်တဲ့စိတ်စိတ်ထဲမှာဒီချိန်မှာပျော်အောင်နေပါစိတ်ထဲမှာပျော်ခြင်းဖြင့်စိတ်မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လာမိဖြစ်ပါတယ်ဒါကြောင့်စိတ်ညစ်တယ်စိတ်ညစ်တယ်ဆိုတဲ့ပုံကွာတော့တောက်ကြမြောက်ရကိုလက် ်လှည့်ပြီးမှခင်ဗျဆူတောင်းပြီးတော့အာခင်ဗျအစားစရာတွေဝတ်စရာတွေစီးစရာတွေနေစရာတွေနဲ့ပတ်သက်တဲ့ကိစ္စမိမိအလိုဆန္ဒရှိသမျှဒီပါတမှာခင်ဗျတောက်ကြမြောက်ရက်ကိုလှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိသွားမှာ ဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်ညစ်တယ်စိတ်ညစ်တယ်ဆိုတဲ့ဗုဒ္ဓသာသမီများတောက်ကြမြောက်ရက်ကိုလှည့်ပြီးဆူတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ ဒီချိန်မှာလူယောက်ျားတွေဓာတ်ပြက်နေတယ်ကိုရင်ကိုရကိုမိသားစုကိုလုံးကမှဓာတ်တွေပြက်နေတယ်ကိုရင်ကိုရမှမနေဘူးပြောကိုကိုရင်ကိုမိသားကူလုံးရင်တော့အငွေကြီးများကန်ကောင်းမယ်အိုးရင်လောက်ကဲများပွင့်ပြီးစက်ပစ္စည်းများဝင်ရောက်လာမှာဖြစ်ပါတယ်ဒါမှမဟုတ်ရင်တော့ကြောင်းတော့ကြောင်းတော့လုံးလုံးတော့ပြဿနာတက်တော့မှာဖြစ်ပါတယ်ဗျာအထူးသဖြင့်ဆယ်လပိုင်းစငတ်ရဲ့အတွင်းမှာပြဿနာတွေပေါ်ရင်တော့ငွေကြီးနဲ့ဘတ်အယောစားများကြုံတွေ့ရပြီးတော့စငတ်ရဲ့ကြောသွားရင်တော့ ပြဿနာများကင်းသွားမှာဖြစ်ပါ रे ဗျာဒါကြောင့်ဗုဒ္ဓသားများတခုခုအစမပြင်းတောက်ကြမြောက်ရကိုလက်ပတ်တန်လေးဂိုင်းပြီးမှဆူတောင်းအသိပတ်တန်လေးအဲအင်းကလူယောက်ျားလုံးမလုံးဘူးလုံးလုံးမှဖြစ်မှာအဲအပြင်ကိုလရက်လရက်သွားနေတယ်ပြဿနာတဲတော်မှာပြဿနာကြီးမတရားကူညီစောင့်ရှောက်ပါအိမ်မှာခင်ဗျလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စပေါင်းထားတဲ့ရွှေလေးတွေပြန်ရွေးခြင်းနဲ့ရွှေလေးကလည်းအဲတရင်ကျုံးမှာရွှေလေးတွေဝယ်ခြင်းနဲ့ရွှေလေးတွေဝယ်တဲ့နောက်ခွင်းလန်းပေါင်းထားတဲ့ငွေများ ပြန်လည်ရရှိတဲ့အခွင့်အလမ်းလူယောက်ျားကိုကိုယ်ကိုမိစားမှကပ်ပြီးချစ်ချစ်ခင်ခင်ဂျင်နာနဲ့အိမ်မနေပါသေးကြောင်းလီလီစားသားနဲ့တောက်ကြမြောက်ရကိုလက်ပတ်တန်လေးကိုင်းဆူတောင်းမယ်ဆိုရင်တော့ပိတ်ဆို့နေတဲ့လူယောက်ျားနဲ့ရွှေနဲ့ပတ်သက်တဲ့အလူမင်္ဂလာတွေနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနေနီးနေဆက်တဲ့မင်း အမင်းနေဒီချိန်မှာတက်ပြတဲ့ကိုရင်ကိုရာကိုမနေရဘူး။အိုးရင်လောက်ကဲနဲ့ပတ်သက်တဲ့ပူညာပူညာငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုတခုပြီးတခုကြုံတွေ့နေရတာဖြစ်ပါတယ်ဗျာ။ဒါကြောင့်မင်းနေတက်ပြရင်တော့ဂျာသာပရိအနောက်ရာကိုလက်အာလူလေးကိုခိုင်းပြီးမှဆူတောင်းတဲ့အာလူလေးမင်းနေပတ်သက်တဲ့ကိစ္စတွေပြောမယ်ဆိုမယ်မြေရနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်ဆိုမယ်အဲ့ကိစ္စတွေအစဉ်ပြေးခြင်းနဲ့အစဉ်ပြေးနေတဲ့ခွလန်းနေပေါ်အတဲ့အာလူလေးကကုညီစောင့်ရှောက်ပါဆိုတဲ့အကြောင်း ကြာသာပရိအနောက်ရက်ကိုလှည့်ပြီးအာလူလေးကင်ဆူတောင်းမယ်ဆိုရင်တော့အင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတလို့သွားခြင်းပြောခြင်းတလို့ပြောခွင့်မရဘူးဗျို့အသွားခြင်းတလို့သွားခွင့်ပြောခြင်းတလို့ပြောခွင့်ရရင်တော့ဗုဒ္ဓတောင်ရက်ကိုလှည့်ခမရေးလေးတောင်းပြီးမှသူတောင်းအတင်းရေးလေးအာကျွန်တော်တို့လေအခီးစကားတွေသွားမယ်သွားတဲ့ခါမှာအတင်းကိမိပြောတဲ့စကားတွေအောင်မြင်ကြချင်းနဲ့အောင်မြင်ကြချင်းနဲ့အခွင့်အလမ်းတွေပေါ်အောင်ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်း ကျွန်တော်တို့ရပြောရင်တော့ဗုဒ္ဓတောင်ရကိုလက်ပြီးရေးလေးတောက်ပြီးမှမကြခဏဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ခီးစကားများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာကိုနေနီးနေသက်သက်တဲ့အစုပွဲပြည်ညာတွေအားကောင်းမှုတိုင်းနေအားမကောင်းမှုပြောနော်အလားကိုနိုင်ငံအားမကောင်းတဲ့သူများနိုင်ငံအားကောင်းတဲ့ကာလမျိုးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အရာပြောရင်ကြာသာပတိအနောက်ရကူလက်လက်ဖိတ်လေးတစ်ခွက်ကိုဖြောတစ်သုံးလောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ပြစ်ပေါ်နေတဲ့အရေးပေးလေးပေးမိပေးဟာလား အမီပြိုးတဲ့ဘေးငလင်းဘေးအဲ့ဘက်မမြင်ရတဲ့ဘေးတွေကာကွယ်ပြီးသားဖြစ်တယ်လို့အဲ့ပြင်ရတဲ့အမင်းနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုလွယ်များများအမင်းနဲ့ပတ်သက်တဲ့နိနေဆက်တဲ့နော်အောင်ပေါ့အုပ်ချုပ်မှုရန်ရာနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုလွယ်မှားမင်းနေရဲ့လောဘဒေါသကြောင့်ပြဿနာဖြစ်တဲ့ကိစ္စများအများဆုံးငြင်းညံ့သွားမှာဖြစ်ပါလေဗျာဒါကြောင့်ခမကြာသပတိနောက်ရကူလေလပိတ်လေးတစ်ခွက်ကိုပြောတစ်စုံလောက်တောက်ပြီးမှဆူတော့အတင်လပိတ်လေးရဲ့ အဲကျွန်တော်တို့မြင်ရမြင်ရပြည်ထနာတွေကြောက်တယ်ဗျာကျွန်တော်နေထိုင်တဲ့အိမ်မိသားစုလုံနေတဲ့လုံငန်းနေထိုင်တဲ့အရက်တွေမှာဒီပြည်ထနာတွေကိုင်းဝဲခြင်းနဲ့ကိုင်းဝဲသူနေတဲ့ခွင်းလန်းနေပေါ်အောင်ကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းကြာသပတိနောက်ရကူလည်းလပိတ်လေးတစ်ခွက်ကိုဖြောဒုစုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းမှာပိတ်ဆိုးနေတဲ့ပြည်ထနာများမြင်ရမမြင်ရပြည်ထနာများအမြန်ဆုံးငိမ့်ညံသွားမှာဖြစ်ပါတယ်ဗျာ။နော်အလားလိချက်ရှိတယ်။ဒီကံလေးတွေစမ်းမယ်နော်။ကြာသပတိနောက်ပြကိုလက်အဲ့လက်ပြီးမှခမညာ လပိတ်လေးတစ်ခွက်ပြောတစုံလောက်တောက်ပြီးမှဆူတောင်းအတင်းလပိတ်လေးရဲ့အောင်မလေးထီးရဆမ်းမယ်ကျွန်တော်နိုင်ငံမှာလုပ်တဲ့ထီကန်လေးတွေဆမ်းညင်တယ်အဲ့ထီကန်လေးတွေဆမ်းတဲ့အခါမှာထီလေးတွေပေါက်ချင်တယ်ဗျာအဲကြောင့်ကျွန်တော်နိုင်ငံမှာလုပ်တဲ့အောင်မလေးထီးများတခြားနိုင်ငံမှာလုပ်တဲ့အောင်မလေးထီလေးတွေကန်ဆမ်းမယ်ဆိုရင်တော့ကျွန်တော်တို့တစ်တုနှစ်တုငါးဆိုတဲ့အခွေးလေးတွေနဲ့ကန်ဆမ်းညင်တယ်ဗျာကန်ဆမ်းတဲ့ကိစ္စများအများဆုံးပွင့်လန်းပါသေးကြောင်းလီလီသာသာဆူတောင်းပြီးတော့ဒီလာထဲမှာကန်ဆမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများ အမြန်ဆုံးပွင့်လန်းမှုဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာเนาะအဲ့ဒါလေးချက်ရှိတယ်ကျွန်တော်တို့ရောဖို့ channel ရတော့တောက်လျှောက်တင်ပြနေတာဖြစ်ပါလေဗျာအဒီလာအတွင်းမှာဗုဒ္ဓသာသမိတွေကံကောင်းသေးတဲ့ကိစ္စတော့ဆယ်လာပိုင်းအင်္ဂလိပ်လူတရက်နဲ့15ရက်မှာကံညံ့တက်ပြီးတော့15ရက်နဲ့ရက်သုံးသေးရတော့တင့်အတွက်လွန်စွာထူးခြားသောကံကောင်းမှုများကြုံတွေ့ရတတ်ပါလေဗျာလက်ရှိအနေထားတဲ့ ခမ90လောက်မြင်းနဲ့အစင်နာများရတဲ့တဲ့ဇံမောရီဖြင်းအောင်မဲရာဓုရီတူးမဲတူးတဲ့ခါမှာကိုတူးခြင်းနေနေရကိုပြောင်းနေနေရမှာရပြီးမိယာရီနဲ့ပတ်သက်လို့ပိုင်ဆိုင်မယ်ဆိုနေမိရဲ့မထင်မှတ်သောမိမိမှာပတ်သက်ရှိရှိမရှိရှိခမအမိယာရီဝင်သေးနိုင်တဲ့အခွင့်အလမ်းများအလူဒါနာနဲ့ပတ်သက်တဲ့ကိစ္စရွှေနဲ့ပတ်သက်တဲ့ကိစ္စများအလုံးမတန်အောင်မြင်ကြောကြသွားမှာဖြစ်ပါလေဗျာဒါကြောင့်တောက်ကြမြောက်ရက်ကိုလှည့်ပြီးမှမကြခဏညာဘက်မှာဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့ကံများ အမြန်ဆုံးပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးနေတာဖြစ်ပါလေဗျာကျွန်တော်တို့ရောဘောချန်နေနဲ့ပတ်သက်တဲ့နှီးနှင်းဆက်သက်တဲ့ကိစ္စလေးရတော့ကျွန်တော်တို့လာတယ်လာတယ်လာတယ်တင်ပြနေတာဖြစ်ပါဒါကြောင့်ကျွန်တော်တို့ channel မှာကြီးကြီးကြတဲ့ပြည်သားတဲ့အားလုံးကကျွန်တော်တို့ရောဘော channel ရတင်ပြနေတဲ့ရေဒီယာလေးတွေတစ်ခုစီတစ်ခုစီနေ့စဉ်နေ့စဉ်ပြုလုပ်မယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုးနေတဲ့အိုးလုံကမ်းများအများဆုံးပွင့်လာမှာပါ နော်အင်းကြီးအင်းကောင်းမိသားစုမိသားကောင်းနဲ့လုပ်ငန်းကောင်းတွေလှုပ်ထိုင်ရမှာပါငွေကြေးများစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ပြီးစိတ်ချမ်းသာကိုချမ်းသာနဲ့ဆက်ပစ္စည်းတွေပိုင်ဆိုင်ပြီးတော့အလူဒါနာနဲ့ရွှေတွေလေးငွေတွေလေးမှာပါဝင်ဆွံ့ရဲပြီးတော့အမိယာတွေပိုင်ဆိုင်မှာပါအိုးပိုင်အိမ်ပိုင်နေဖြစ်မှာပါစာမွေးတွေဖြစ်ရင်အောင်းမဲရာထူးတွေတိုးမဲသွားတော့ခီးများအဒီကင်းမီပြောသောစကားများအောင်းမင်းကြော်ကြားတော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်မြင်ရမမြင်ရတဲ့အမှုခွင့်ပြဿနာတွေဝေးပြီးတော့နော်ကျွန်တော်ရပြောလို့ရှိရင်တော့အခမြ ငွေကြီးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်နဲ့စိတ်ချမ်းသာကိုချမ်းသာနဲ့သာသနာပြုနိုင်တဲ့အသားကောင်းသမီးကောင်းမိသားစုကောင်းများဖြစ်ကြပါသေးကြောင်းဆယ်လာပိုင်းအတွက်တင်ပြနေတာဖြစ်ပါတယ်ဗျာဒါကြောင့်ဗုဒ္ဓသာသမီးအားလုံးကဒီချိန်မှာစိတ်ချမ်းသာပျော်ရွှင်သာမြင့်တောက်ကြမြောက်ကြကိုလှည့်ပြီးညပိုင်းမှာမကြခဏဆူတောင်းခြင်းအပြင်သင်တို့မှာပိတ်ဆို့နေတော့ကံများအများဆုံးပွင့်လာမိဖြစ်ပါကြောင်းလူလူစားစားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်မပြပါဗျာ ご覧いただき、ありがとうございます。Thank you very much!